ါရှင်ဆီယမလေးရတော့အကြမ်းင်းဆီယမလေးအောင်မွေဖြစ်ပါတယ်ရှင်ဒီနေ့ကဘာလာဟောပြတလဲဟေးဆိုလို့ရှိရင် 12လပိုင်းစာအတွက်ကိုတနင်္လာသားသမီးများအတွက်ကိုကောင်းခြင်းဆိုခြင်းတွေရဲ့ပြီးလို့ရှိရင်အခက်ခဲလေးတွေရဲ့ကိုကြုံတွေ့ရမယ့်အရာလေးတွေကိုလာရောက်ပြီးဆရာမလေးကလာပြီးပြောပြပေးတာဖြစ်ပါတယ်အဲ့တော့တနင်္လာသားသမီးမှန်တဲ့ဟဲ့ဆိုရင်တစ်ယောက်တစ်ခေါက်နှစ်ခေါက်စီ share ပေးပြီးတော့ဆရာမဟောစာလမ်းလေးမှန်ရင်မှန်တဲ့မိုင်းရင်မှားတဲ့အာပြန်ပြီးတော့ comment လေးပြန်ပြီးပြန်ပြောပေးခဲ့ပါလို့ဆရာမမေတ္တာရက်ခံခြင်းပါတယ်ပြီးတော့ဆရာမလေးရဲ့ page အခု ဒီ TikTok အကောင့်မှာလင်းချပေးထားတဲ့အကောင့်တွေလေးကိုလာဟိုင်းပေးပါအရင်ကောက်ဟောင်းကဆရာမမပြက်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်လာစဉ်လာတိုင်းဆရာမလေးရဲ့ personal လေးကိုသိချင်တဲ့လူတွေပေါ့နော်အဲ့တော့ဒီနေ့ကဘာလာပြောပြမလဲဘာတွေပြောပြမလဲဖြစ်ဆိုရင်တနင်္လာသားသမီးတွေကလည်းစက်တလပိုင်းစားအဲဒါမှတော့အတိုက်ခိုက်တွေညားခဲ့တယ်လို့ပူပင်တော့ကတွေညားခဲ့ငွေကုန်ကြေးကြတယ်ညားခဲ့စိတ်ညစ်စရာတွေညားခဲ့နေတဲ့အချိန်မျိုးလေးဖြစ်ခဲ့တယ်တဲ့အဲ့တော့စက်နလပိုင်းမှာဖြစ်ဆိုရင် ကန့်ကောင်းခြင်းလေးတွေအေးချမ်းခြင်းလေးတွေကိုရရှိလာမယ်နော်သူများအတိုက်ခိုက်တဲ့ကနေလွတ်မြောက်လာမယ်ဟဲ့ဆိုတာကိုကြိုပြီးတော့ဆရာမလာပြီးနမိတ်ဖတ်ပေးတာဖြစ်ပါတယ်ရှင်အဲ့တော့ဘယ်လိုပြောမလဲဟဲ့ဆိုရင်ဆမရဲ့ဟောစတန်လေးတွေပေါ့နော်မှန်ကန်အောင်ကိုယ့်စီကိုထိရောက်ကကောင်းခြင်းများစွာရောက်လာအောင်ဆိုရင်ဇမလေးရဲ့အာပို့လေးကိုအသက်လေးတွေပေးလိုက်အောင် share လေးတွေလုပ်သွားပေးပါလို့ ြောချင်ပါတယ်ရှင်။ကဲအဲ့တော့တနင်္လာသားသမီးများပြီလဲ12လပိုင်းထဲမှာဖြစ်ဆိုရင်လုပ်ငန်းကင်ကကုညီဖေးမမဲ့လူတွေပေါ်ပေါက်လာမယ်။လုပ်ငန်းကင်ကကောင်းသောနေရာကိုရွှေ့ပြောင်းခြင်းလုတ်ယူရမယ်လုတ်ဆောင်ရမယ်ဆိုတဲ့အနေထားတွေကိုရောက်တယ်ပြောမယ်ဖြစ်ဆိုရင်ပြောင်းရွှေ့လိုက်တဲ့အလုပ်ငန်းကိန်းကနေပတ်သက်ပြီးကိုလိုအဆင်ပြေလာမယ်လက်ရှိကိုအလုပ်နဲ့ပတ်သက်ပြီးပေါ့သူများအလုပ်ကိုလုပ်နေတဲ့လူပဲဖြစ်ဖြစ်ကိုရဲ့ကိုပိုင်အလုပ်ကိုလုပ်နေတဲ့လူတွေပဲဖြစ်ဖြစ်အလုပ်နဲ့ပတ်သက်ပြီးအကျိုးပေးခြင်းခံရမယ်ငွေရင်းတင်းနဲ့ပတ်သ က်ပြီးကိုယ့်ဘက်မှာငွေတွေအများကြီးဝင်လာမဲ့အနေအထားတွေကိုရောက်ပါပြီရှင်ပြောမယ်လေဆိုရင်ကိုယ်ဆုံးရှုံးထားတဲ့အရာလေးတွေထွက်သွားတဲ့ငွေလေးတွေ ပြန်ပြီးတော့ရလာမယ်ဟဲ့ဆိုတဲ့အတိုင်းတာတဲ့ကိုရောက်ပါတယ်ရှင်ဆန္ဒလာပိုင်းဟဲ့ဆိုလို့ရှိရင်ဘယ်လိုပြောမယ်ဟဲ့ဆိုရင်ကိုယ့်ရဲ့ကန်ဆာတာတွေစေတနာတွေစစ်မှန်ခဲ့တဲ့အတွက်ကန်ဆာတာတွေပြန်လဲမလာဖို့ကိုဆရာမမြင်ပါတယ်ဆန္ဒလာပိုင်းတော့မှာဆိုရင်စိတ်ရဲ့လန်းဆန်းတက်ကြွမှုလေးတွေရရှိလာမယ်ကျန်းမာရေးနဲ့ပတ်သက်ပြီးနည်းနည်းတော့ညံ့တက်တယ်ကျန်းမာရေးညံ့တက်တယ်တဲ့အဲ့ဒီအချိန်မှာပေါ့နော်ဒါပေမဲ့လုပ်ငန်းကိန်းကစီးပွားရေးလူမှုရေးနဲ့ပတ်သက်ပြီးတော့ ကိုယ်မုံမာတယ်ဟဲ့ဆိုတဲ့လူတွေကစားအရင်ကကြည့်လို့မရဘူးဆိုတဲ့လူတွေကစားဒီ၁၂လပိုင်းထဲမှာကိုမကိုဖြစ်လာမယ်ရှင်နော်အချစ်ရင်ထဲမှာဟဲ့ဆိုရင်လည်းပဲအစတော့ကတော့၃နဲ့၄လို့ပဲဖြစ်နေတဲ့လူတွေတွေတနင်္လာသားသမီးတွေဒီ၁၂လပိုင်းထဲမှာအချစ်ခံဖို့ရှိပါတယ်ပြောမယ်ဟဲ့ဆိုပြက်ပြက်သားသားလုံးဝကိုကိုကိုယုံကြည်မှုအပြည့်နဲ့ ပြတ်သားနိုင်တဲ့အနေအထားမျိုးရှိမယ်ပြောမယ်လေဆိုကိုဆက်တွဲမဲ့လူဒီဟိတ်ဆိုရင်လည်းကိုကိုချစ်ပေးမဲ့လူမျိုးเนาะသူ့စီကနေကိုကအချစ်ပြီးွားဆိုတာရတယ်ဆိုတဲ့အနေအထားလေးကိုရောက်မယ်တကယ်လို့ပေါ့ ဲ့ဒီလူဒီကိုယ့်ပေါ်မှာမကောင်းဘူးဟဲ့ဆိုရင်လည်းကိုယ့်ရဲ့စိတ်ကနေပြီးပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ပြီးတော့အဲ့ဒီလူစီကနေလုံးဝခွက်ခွာသွားနိုင်တဲ့ဆုံးဖြတ်ချက်တွေကိုရရှိမယ်လို့ဆရာမမြင်ပါတယ်ရှင်။အဲ့တော့၁၂လပိုင်းထဲမှာငွေကန်လေးတွေနဲ့ပတ်သက်ပြီးဟဲ့ဆိုရင်မမျော်လင့်ပဲငွေတွေကဝင်လာမယ်။လုပ်ငန်းကိန်းကားလေးတွေနဲ့ပတ်သက်ပြီးလုပ်ငန်းကိန်းကားလေးတွေကစပေါ့နော်။ကုညီပေးမမဲ့လူတွေရောပြောင်းရွှေ့ဖို့အလုပ်ကောင်းလေးတွေကအစ။အဲ့ဒီညမှာအလုပ်ကောင်းတဲ့လာလုပ်ပါဟဲ့ဆိုပြီးတော့အဲ့လို ို့ဆွဲခေါ်မဲ့လူညွန်ကြားမဲ့လူတွေတွေပေါ်ပေါက်လာမယ်တဲ့เนาะ၁၂လပိုင်းထဲမှာအဲ့တော့ဒါပေမဲ့၁၂လပိုင်းထဲမှာတခုစိတ်ဟိစရာရှိတာတော့ပါလေဟိဆိုရင်ငွေဝင်မယ်ငွေထွက်များမယ်ဒါပေမဲ့တန်ဖိုးကြီးသောပစ္စည်းအောက်စာတွေဝင်မယ်စက်ပစ္စည်းเนาะစက်ပစ္စည်းနဲ့ပတ်သက်ပြီးရွှေနဲ့ပတ်သက်ပြီးခြံနဲ့ပတ်သက်ပြီးအိမ်လေးတွေနဲ့ပတ်သက်ပြီးတိဆောက်တာမျိုးပေါ့တိုက်အံ့မြောင်တွေတိဆောက်ရမယ့်အနေအထားမျိုးရှိတယ်တဲ့ပြောမယ်ဟိဆိုလူလွတ်တဲ့ဟိဆိုရင်လည်းပဲ မင်္ဂလာတည်လေးတွေကြားရမယ်မမျော်လင့်ပဲအင်းအောင်ကြားသွားတော့ပြီမမျော်လင့်ပဲနဲ့မင်္ဂလာအကြီးကျယ်ခန်းတော့ပြင်ဆင်လိုက်ရတာမျိုးအဲ့လိုမျိုးလေးတွေကြုံရမယ်ရှင်เนาะပြီးတော့ ခရီးနဲ့ပတ်သက်ပြီးခရီးအသွာလာလေးတွေအများဆုံးကြုံရမယ့် data ရှိပါတယ်အဲ့တော့သွားလိုက်တဲ့ခရီးနဲ့ပတ်သက်ပြီးရောအဆင်ပြေမလားကောင်းမလားဆိုတော့အရန်ကောင်းပါတယ်ဘာကြောင့်လဲဆိုရင်လွန်ခဲ့တဲ့လတွေအကြောင်းရှင်တနင်္လာသားသမီးတွေအရန်နေပိန်ပန်းခဲ့တဲ့အတွက်ဒီချိန်မှာအနားယူပြီးတော့ကိုခရီးလေးအလုပ်ကိစ္စနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ခရီးလေးထွက်လိုက်တဲ့ဖြစ်ဆိုကိုယ့်ရဲ့စိတ်ကပေါ့ပါလန်းဆန်းသွားပါလိမ့်မယ်ရှင်အဲ့ ဆောင်မိုးပွဲတွေနဲ့ပတ်သက်ပြီးဖြစ်ဆိုနေတဲ့လူတွေတွေနေဆိုရင်လည်းဆောင်မိုးပွဲနဲ့ပတ်သက်ပြီးဒီချိန်မှာစိတ်ကတီကြီးလာပဲကြည်လင်လာတဲ့အတွက်ကြောင့်မလို့အဲ့ဒီအရာတွေကစကောင်းတဲ့ကတစ်ခုပြီးတစ်ခု ထွက်လာတဲ့အနေအထားမျိုးရှိတယ်။ပြီးလို့ရှိရင်နိုင်ငံရဲ့ခြောက်ထွက်ခွာဖို့ဖောက်တဲ့ထားတဲ့လူတွေတွေဟဲ့ဆိုရင်လည်းပဲနိုင်ငံရဲ့ခြောက်ထွက်နိုင်တဲ့အခွင့်အလမ်းလေးတွေကြုံလာမယ်ရှင်နော်ဆက်တဆက်နှက်လာပိုင်းထဲမှာပေါ့နော်။ဒါပေမဲ့တခုရှိတာကကိုယ်စင်ပြေလာပြီငွေနဲ့ပတ်သက်ပြီးအစိပ်ပြေလာပြီငွေလေးတွေဝင်ကောင်းလာပြီလုပ်ငန်းလေးတွေပုံမှန်လက်ပတ်နိုင်လာပြီနည်းနည်းအစိပ်ပြေလာပြီဆိုတာ ਨੇ မိသားစုရဲ့ကိစ္စကိုတော့တတိထားပါမိသားစုအနောက်အရှက်လေးတွေပေါ့နော်စိတ်တော့ကောက်မှုလေးတွေရောက်လာမယ်လို့ဆရာမမြင်ပါတယ်။ဘာကြောင့်လဲဟိဆိုရင်တင်းလာသားသမီးတွေကမိသားစုအင်မတန်မှငဲကွက်တက်တဲ့လူလေးတွေဖြစ်ပါတယ်။သူတို့ကအပြောတာမချူတာတဲ့။အပြောနဲ့ရင်ထဲက စကားဘယ်လိုပြောမလဲနှောက်ကပြောလိုက်တဲ့စကားလုံးနဲ့ရင်ထဲမှာရှိတဲ့စကားလုံးကမတူညီဘူးတဲ့သူတို့တွေကရင်ထဲမှာကြာလို့ရှိရင်အရန်သိပ်ဝေနူးညက်တဲ့အစွဲလန်းကြီးတဲ့တဲ့ကုညီဖေးမချင်တဲ့စိတ်ကလေးတွေရှိတဲ့တဲ့တတင်းလာကားသမီးတွေကကိုယ့်ရဲ့မော်နမညီကိုမော်နမမိသားစုကိုဖြစ်ဆိုနေငါပဲပြောမယ်ကျန်တဲ့လူလုံးဝလာပြောကိုစိတ်မကူနဲ့ဆိုပြီးအဲ့လိုမမမရက်တည်နိုင်စွမ်းရှိတဲ့လူမျိုးတွေဖြစ်ပါတယ်ရှင်ပြီးလို့ရှိရင်ညီကိုမော်နမဆိုတော့ဒေတလောက်တော့စိုးရတာငါမလုပ်ပေတော့နေနဲ့ငါတော့လုံးဝပြတ်ပြီးလို့သူတို့ကအဲ့လိုတွေဖြတ်တတ်တယ်ဒါပေမဲ့အဲ့လူဒုက္ခရောက်ကြည့်အရှိဆုံးကရောက်သွားတာအဲ့ 等您老大同意。 ်ရှင်เนาะဒါပေမဲ့ကိုအတွက်ဟိတ်ရောဆိုရင်အဲ့ဒီကတိမမပြုတ်တဲ့အနေထားထဲမှာရှိတယ်ပြောလိုက်ရင်တို့တွေပဲကုညီခဲ့တာကိုကကုညီမှုတွေမရှိဘူးအဲ့လိုမျိုးညီကိုမောင်တော်ကဂျာတော့ပတ်စာလဲတတ်တယ်အချစ်ရင်နဲ့ပတ်သက်လာပြီးဟိတ်ဆိုရင်လည်းတို့ကပေးဆက်နိုင်စွမ်းတော့ရှိတယ်ဒါပေမဲ့အပြောမချို့တတ်ဘူးတင်းကသာသမီတွေကဘယ်လိုပြောမလဲဟိတ်ဆိုရင်ဆရာလောက်တောင်မှစိုက်တတ်ဘူးငါရဲ့ရဲ့အောင်မှာငင်ငင်လေးနဲ့ငါပြောတဲ့စကားနေနာထောင်ပြီးနေသွားမလားတတ်တလုံးနေသွားနေငါအခုပင်တော့ကမရှိပဲနဲ့ငါထားပေးမယ်ဒီအဲ့လိုပုံစံမျိုးငါထက်တာမတက်လာနဲ့ငါထက်ကြီးတဲ့စာဟုတ်တာနေထုတ်မလာနဲ့ထုတ်လာပြီးဟိတ်ဆိုရင်အဲ့ဒီလူနဲ့တင်းလာမှာလမ်း ခွဲရတယ်လို့သာမှတ်ပါ။မာကြောက်လဲဆိုတင်းလာသားသမီးတွေကဆုံးဖြတ်ချက်တွေညံဆန်ဆုံးဖြတ်ချက်တွေမှန်ကန်တတ်တယ်။လုပ်ငန်းကံကံနဲ့ပတ်သက်ပြီးတိကျမှလည်းလုပ်တတ်တယ်လို့အပြောဆိုနဲ့ပတ်သက်ပြီးသူတို့ပြောလိုက်တဲ့အရာတွေမှာတကယ်တောင်းဝန်ယူမှုတွေရှိတယ်။တောင်းဝန်ခံမှုတွေရှိတယ်။ပြီးလို့ရှိရင်ဘယ်လိုပြောမလဲဆိုတင်းလာသားသမီးတွေကလေအဲ့ဒီ လုံနေတဲ့အရာမှားနေတယ်သူတို့လုံတဲ့အရာကိုမှားနေတယ်ဟဲ့ဆိုရင်တော့မရှင်းလို့လက်ညှိုးတူပြီးသွားပြောဖို့စိတ်မကူနဲ့သူဟာနဲ့သူပဲအဲ့ဒီမှားတဲ့အတိုင်းကိုဖွင့်ပတ်လဲပတ်ပြီးတော့ပြန်မှန်အောင်ပြန်လုပ်ယူတတ်တဲ့လူမျိုးပြောမယ်လေဆိုစကားတော့အရန်ကိုပဲဘယ်လိုပြောမှန်းဖြတ်ထုံးညံကောင်းတဲ့အထက်အဲမှာပါတယ်သူတို့ကဖြတ်ထုံးညံကောင်းတဲ့ဥပမာဆက်ပျက်စီးနဲ့ပတ်သက်ရင်ဆိုရင်တနေ့လာသားသမီးရဲ့ဆက်ပျက်စီးနဲ့ပတ်သက်အရန်ကျိုးပေးတဲ့အထက်မှာပါတယ်အဲ့လိုညံကောင်းတဲ့အတွက်ကြောင့်ပို့လို့ပေါ့နော်အဲ့တော့တနေ့လာသားသမီးကပိတ်ဆက်ပြီးဆိုရင်လည်းသူများနဲ့မတူဘူးပိတ်ဆက်တတ်တယ်ဒါပေမဲ့တနေ့လာသားသမီးတွေကဘယ်လိုပြောမှန်းနောက်ကြောင့်တွေးလိုက်မှန်းလေဆို မိသားစုရဲ့ down တော်တော်ခံရတတ်တယ်။အိမ်တော်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးကိုပေးလိုက်တဲ့များအသေးသေးရှည်တော်ဆိုတဲ့အချိန်ကမျိုးသူတို့ကကြော့ပြခဲ့ရတတ်တယ်။ပြောမယ်လို့ဆိုသူကအလုတ်ကိုတော့မကြောက်တတ်ဘူးအလုတ်မရှိမှောင်ပဲကြောက်တတ်တဲ့လူမျိုးလေးတွေဘယ်လိုပြောမလဲဂုံရှိစွာနေတတ်တယ်အိမ်ကြီးရှိစွာနေတတ်ထိုင်တတ်တယ်တဲ့။တစ်ခါတလေမှစိတ်လို့ကိုလောက်နေတတ်ပြောတတ်ဆိုပဲသူတို့ဘဝကိုပျက်စီးအောင်တော့ဘယ်တော့မှမလုတ်ဘူး။သူများထိခိုက်အောင်လည်းပဲလုံးဝမလုတ်တတ်ဘူး။ဒါပေမဲ့သူတို့ကိုထိခိုက်ပါစေပျက်စီးပါစေဆိုပြီးတော့ တိုက်ခိုက်တဲ့လူတွေကသူတို့ကြွေးတဲ့မွေးလိုက်တဲ့လူတွေကသူတို့အမြဲတမ်းတိုက်ခိုက်နေတတ်တဲ့အနေအထားမျိုးတွေကိုရောက်တယ်တဲ့အဲ့တော့တင်းင်းလာသားသမီးတွေအထူးသတိထားရမှာပငယ်ချင်းပေါင်တင်မိသားစုရဲ့ရန်အဲ့ဒါကိုတော့သတိထားရမယ်။ဘာကြောင့်လဲဆိုတင်းင်းလာသားသမီးမှာရှားပါဆုံးအရာကလည်းမိသားစုရဲ့နှွေးထွေးမှုနဲ့ကောင်းသောတငယ်ချင်းမိုက်ဆွေတွေပါရှင်။ငွေရတော့သူကရွှေမရှားငွေမရှားတဲ့လူလေးတွေအဲ့တော့ဆက်ဆက်နှစ်လပိုင်းတည်းမှာလှုပ်ယူရမယ်။ရတဲ့အရာလေးကပါလဲဖြစ်ဆိုရင် ခွန်နရဲ့တာသမီးသူမဟုတ်ခလေးခွန်နရောက်ကိုရေခဲမုတ်လေးဝယ်ကျွေးပါရေခဲမုတ်လေးဝယ်ကျွေးလိုက်တဲ့အတွက်အေးသောအေးမြသော နော်အေးမြသောဘဝကိုရရှိပါစေအခုပဲတောကများအားလုံးငြိမ်းချမ်းပြီးအေးချမ်းစွာနေရပါလို့ဆိုပြီးဆုတောင်းပြီးလို့ရှင်အိတ်ကလေးခုနှစ်ယောက်ကိုရေခဲမုန်လေးဝယ်ကြည့်လိုက်ပါရှင်ပြီးလို့ရှင်တနင်္လာသားသမီးများလက်ပိတ်နေလားကန်ပိတ်နေလားစီးပွားရေးနဲ့ပတ်သက်ပြီးအဆင်မပြေတာတွေကြုံနေရလားငွေဝင်ပြီးငွေဝင်မြဲမှုဖြစ်နေလားအချစ်ရေးနဲ့ပတ်သက်ပြီးအကြံများနေတာလားသူများအတိုက်ခိုက်ဘယ်များနေတာလားဈေးရောက်ဈေးဝယ်မကောင်းဘူးလားဆမစီမှာဒီလိုမျိုးအဆောင်လေးတွေနဲ့လက်လာဖွင့်ပါရှင်ထိုင်းနိုင်ငံတနိုင်ငံပဲပို့ပေးပါတယ်ပို့ခပရိနဲ့ပို့ပေးပါတယ် ကျင်တဲ့လူများလာရောက်မေးမြန်းနိုင်ပါတယ်။ဆံမစီမှာပေးနေလာမေးတဲ့လူတွေမှန်မှန်ရင်ဘသူစီယာမှာတပြားတစ်ချက်မှမယူဘဲနဲ့အာမခံတဲ့ဆံမဟောပေးတယ်ဖြစ်ပါလေရှင်။အဲ့အားလုံးကိုဆံမက ဟောပြောလိုက်တဲ့စကားလုံးချင်းကိုတာဝန်ယူတာဝန်ခံနိုင်စွမ်းရှိပါတယ်။အဲ့တော့ယုံကြည်စိတ်ကြစွာနဲ့လာရောက်မေးမြန်းဆက်သွယ်နိုင်ပါလေရှင်။ဆံမလေးရဲ့အကောက်တက်ကိုလာပေးပါလို့မြတ်တရရခံချင်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။